ရာဇန်စပေါ်မှာတဒိုင်းကြီးဖြစ်နေလေမလွမ်းလောက်ဖို့ဦးနနာအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဂျုံအတင်းဆက်နေပါတယ်အဲဒီဦးနနာကိုအတင်းသစ်ထရာဇန်စပေါ်ကတော့တဒိုင်းကြီးလို့တောင်မှနာမည်ပြောင်းတည်ပေးချပြီးတော့ချီးကျူးနေပါတယ်ဦးနနာလည်းဒီဘက်ကစားကရရဲ့ရစ်ဆောနဲ့တူကီစူပါလီပွဲစဉ်မှာတူစီနဲ့နဲ့ရရှိအောင်ကလင်းရှိလက်ဆွမ်းပြသပေးခဲ့ပါတယ်အိုထပ်ဖို့မှာတော့အမားရီအများကြီးပြလို့ရင်းနဲ့ဝေဖန်မှုတွေအများကြီးခံနေကြရတဲ့ဦးနနာက transport ရဲ့နှလုံးသွေးကြောကစားမှတယောက်ဘဝကိုနေချင်းညာချင်းရောက်ရှိသွားခဲ့ပြီး ထူးရှည်လက်စွမ်းကိုပြန်လည်ပြသနေပါတယ်။အိုနာနာကနေရာဒီမှာတုန်းကနီပြရိုမင်အမော်ရင်ရဲ့ပြစ်ပယ်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်တူကီမြောက်ပိုင်းကမ်းခြေဒေသကိုပြောင်းရွှေ့လာခဲ့တာပါ။အိုနာနာအနေနဲ့ Transport လို့အတင်းကိုဘာကြောင့်ရွေးချယ်လိုက်ရတယ်လဲဆိုတာကိုတချို့ကလည်းအံ့ဩနေကြပါတယ်။ Transport ကပြီးခဲ့တဲ့ရာဒီမှာအဆင့်9ရာဒီသိမ်းခဲ့ပြီးတော့ဒီရာဒီဥရောပပြိုင်ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့အတင်းအတင်းဖြစ်နေပါတယ်။တမလဲအိုနာနာမှာရွေးချယ်ကြတော့တိတ်မရှိခဲ့ပါဘူး။အပြောင်းရွှေ့ကာလကလည်းပြီးဆုံးတော့မှဖြစ်တယ်လို့အိုနာနာကိုရိုင်းအတွက်လည်းအစ်စ်ပြန်လဲစတင်ဖို့လိုအပ်နေပါတယ်။ ဒီတော့အိုနာနာလည်းသူ့အတွက်လောက်ခလာစာမြောင်များနဲ့ bonus တွေပေးမဲ့သူကတင်းကိုရွေးချယ်တာကမှန်ကန်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လမှာအိုနာနာတယောက်ဒူကီတင်းကိုစတင်ရောက်ရှိလာခဲ့ပြီးတဲ့နောက်အတင်းပေါ်ချက်ချင်းဆိုလိုပဲတရားမှုကောင်းတွေပြသနိုင်ခဲ့ပါတယ်။ရစ်စောနဲ့ပွဲမှာဆိုရင်တော့အိုနာနာကကိုတင်းလို့မရတဲ့ကိုသမားတယောက်ဖြစ်ခဲ့ပြီးတော့ကာကွယ်မှုကြီးလေးချိန်ပြုလုပ်နိုင်ခဲ့တယ်လို့ဘောလုံးပေးဖို့တရားမှုကလည်း86ရာခိုင်နှုန်းရှိခဲ့ခဲ့ပါတယ်။ Transport ပရိသတ်တွေကတော့ဘွဲချင်မိနစ်60လုံးအိုနာနာရဲ့နာမည်ကိုသချင်းလို့ကြွေးကြော်နေခဲ့ကြပါတယ်။ ်အတင်းရဲ့ဒီဝင်ကောင်းကနေလဲဥနန္ဒကိုတရားညီလို့တင်စားခဲ့ပါသေးတယ်။ညတဲ့မှာတော့ကဥနန္ဒကအချင်းချင်းပြစ်ပယ်ခံခဲ့ရပါတယ်။ဥနန္ဒကိုအရစ်တန်ဟက်ကအာကိုကြီးခေါ်ယူခဲ့ပေမဲ့ရဝင်မော်ရင်ကတော့ဥနန္ဒကိုဖေရှားလိုက်ပြီးတော့ရန်ကုန်သမားဖြစ်သူအက်ဒီပါရင်တာကိုပွဲထွက်ခွင့်ပေးလိုက်ပါတယ်။အဲနောက်ဆန်ဒီလမ်မန့်စ်ကိုရိုင်အက်ဝတ်ကနေခေါ်ယူလိုက်တဲ့အချိန်မှာတော့ဥနန္ဒရဲ့ယုံကြည်မှုကလည်းကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်ဘောလုံးလောကရဲ့ဝေးမှာဥနန္ဒကသူ့ရဲ့လက်ဆွဲအမှန်ကိုပြန်လည်ရှာဖွေနိုင်ခဲ့ပါပြီ။တချို့ကတော့ဥနန္ဒကငွေကြောင့်တူကီကိုပြောင်းရွှေ့တယ်လို့ဆိုကြပေမဲ့ ဒီပြောင်းရွှေ့ကအွန်နာနာအတွက်သူ့ကိုယ်သူပြန်လဲရှာဖွေနိုင်မှုအခွင့်အရေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အွန်နာနာကယူနိုက်တက်မှာအားအနည်းဆုံးဖြစ်တဲ့ short stopping ဘိုင်းမှာရင်တိုးတက်လာခဲ့တာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ Gaziantep နဲ့ပွဲမှာလည်းအွန်နာနာကတွီကီဘောလုံးရသည့်တစ်လျှောက်မှာအကောင်းဆုံးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာပါ။ area တွေကနေရဲရင်ထွက်လာခဲ့တဲ့အွန်နာနာကပြိုင်ဘက်နောက်တန်းတွေကိုဖျက်ကျော်သွားတဲ့အဝေးပေးပုံမှုတစ်ခုပြုလုပ်ပေးလိုက်ပြီးတိုက်စင်မှုပေါ် on r2 ကိုတွင်ကိုရရှိစေခဲ့တာကြောင့် Transport ဝန်ဝန်နဲ့အတီးရလဲရရှိခဲ့တာဖြစ်ပါရီ။ Onana ရဲ့ကွင်းတွင်းကွင်းပြင်စွမ်းဆောင်ရည်နဲ့ဥရောပပြိုင်ပွဲအတွေ့အကြုံများပြားမှုတွေကြောင့် Onana ကဝေလေကန်အတွင်းမှာခေါင်းဆောင်တယောက်အဖြစ်လဲချက်ချင်းနေရာရခဲ့လို့တူကီသတင်းဌာနတွေကရေးသားဖော်ပြနေကြပါရီ။ Onana ရဲ့ဒုတင်လာတဲ့ပုံစံကြောင့် United မှာ Onana အတွက်နေရာရရှိနိုင်အောင်မလားဆိုတာက မေးခွန်းတစ်ခုဖြစ်လာပါရီ။လက်တွေ့ဆန်ဆန်စဉ်းစားရင်တော့ညတက်ကိုသမားအတီးလဲ Sunny Lemons ကလည်း အရှုံးရဲ့အရာသာဆိုတာဘာမှမသိတော့အောင်ကိုလက်စွမ်းပြနေတာဖြစ်တဲ့အတွက်အိုနာနာပြန်လည်နေရရဖို့ကတော့ခက်ခဲနေမှာဖြစ်ပါရီအိုနာနာကိုရိုင်းကလည်းမန်ချက်စတာကိုပြန်လာခြင်းစိတ်မရှိဘဲဥရောပထိပ်တန်အသင်းကြီးအသင်းကိုပဲပြောင်းရွှေ့ခြင်းနေလို့တော့အတွင်သတင်းတွေကဆိုကြပါရီဒီဘက်မှာတော့အိုနာနာအတွက်စံသက်ချက်အသေးတစ်ခုရှိနေပါရီ Transport က Istanbul ကိုခီးနေတဲ့ Champion Galatasaray နဲ့ရှင်မန်ကစားမှာဖြစ်ပါရီဒီနိုင်ငံရောက်ရှိလိုက်မယ်ဆိုရင်ထိပ်တန်အသင်းကြားအမှတ်ကွာဟာချက်ကလည်းနှစ်မှတ်ဖြစ်လာမှာဖြစ်ပြီးတော့ရှုံးနေခဲ့ရင်တော့အမှတ်ကွာဟာချက်ပိုကြီးထွားလာနိုင်ပါရီ ။ဝန်နနာကတော့သူ့ရဲ့ရည်သွေးအစ်စ်မန်ကိုဒူကီမီမှာမှတ်ကြောက်တင်ခံနေရပါပြီ။ဝန်နနာရဲ့နာကတ်အတွက်ဘယ်ဘက်ကိုရိမ်းမလဲဆိုတာကလမရသည်လက်ကြံပွဲဒီမှာဆက်လက်ပြီးတော့အဆောင်ကြည့်ရမှာဖြစ်ပါရခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါရခင်ဗျာ။